စနေသားသမီးများကံတအားကောင်းနေပါတယ်။ပုပ်ပါစောရန်မင်းကိုအကြောင်းပြုပြီးတော့ရေးထိုးတဲ့တက္ကရီမြန်မာတက္ကရီ1389ခုနှစ်တနစ်တာကံကြမ္မာအကျိုးအကြောင်းအစိုးကောင်းဆောင်ရန်ရှောင်ရန်တတိပြုရန်ဒေရယာပြုရန်တနစ်စာဗေဒင်ကြရယာထူဟောစတန်ဖြစ်ပါတယ်။အဲ့တော့စနေသားသမီးများကံတအားကောင်းနေပါတယ်။အဲ့လူသမီးကျန်သမီးအောင်မြင်ပါလိမ့်မယ်။ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပါလိမ့်မယ်။အဲ့ဒီအပြောင်းအလဲတွေကကောင်းသောအပြောင်းအလဲတွေပဲဖြစ်ပါတယ်။ အဲ့တော့ကန်တရားကမျက်နှာသာပေးတဲ့နှစ်မှာလုပ်ငန်းစီးပွားတွေတိုးချဲ့ပါလုပ်ငန်းသစ်တွေစပါကိုယ့်ရဲ့ရည်မှန်းချက်အိမ်မက်တွေကိုအကောင့်တွေဖော်ပါမိမိရည်မှန်းထားတာတက်ပို့ပြီးတော့အောင်မြင်ဖို့ရှိနေပါတယ်ကြီးမားတဲ့ကောင်းတဲ့အပြောင်းအလဲတွေဖြစ်ဖို့လည်းရှိနေပါတယ်လုပ်ငန်းစီးပွားတွေတိုးချဲ့ပါလုပ်ငန်းသစ်တွေစပါရည်မှန်းချက်အိမ်မက်တွေကိုအကောင့်တွေဖော်ပါခိပောက်တလို့မျိုးငွေတွေအစုလိုက်အပုံလိုက်ရဖို့လည်းရှိနေပါတယ်ဒီလည်းပဲပုံမှန်ထိုးပေးပါအလို့သမျှကြံသမျှအောင်မြင်ထားမြောက်မဲ့နှစ်ပဲဖြစ်ပါတယ် အကျံစီရွယ်ကျင်များအိမ်မက်များကိုတဲ့မြင်းမြန်ဆန်းဆန်းအကောင့်ထဲပေါ်ပါကံတရားကမျက်နှာသာပေးတဲ့အချိန်မှာတဲ့မြင်းမြန်ဆန်းဆန်းဆောင်ရွက်ဖို့ဖြစ်ပါတယ်လုပ်ငန်းစီးပွားအင်အားနဲ့တိုးချဲ့ပါအဲ့တော့အခက်ခဲအကျက်တဲကြုံတဲ့သူများဆိုရင်လည်းပဲတဲ့အဲ့ဒီအခက်ခဲအကျက်တဲကလွတ်မြောက်ပါလိမ့်မယ်ဒီနှစ်မှာပြဿနာတွေရှိတယ်ဆိုရင်အဲ့ပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်မယ့်နှစ်ပဲဖြစ်ပါတယ်ကတက်ရှိတဲ့မဲ့အားလုံးကန္တရာရဲ့မျက်နှာသာပေးခြင်းကိုခံရမဲ့စိတ်ချမ်းသာလို့ ိုကျမ်းမာမဲ့နှစ်ကိုဖျက်သန်းမှာဖြစ်ပါတယ်။ကိုပိုင်ညာကိုပိုင်ဟန်ကိုပိုင်အီချင်းကိုပိုင်စကူအိုင်ဒီယာတွေနဲ့အောင်မြင်မဲ့နှစ်ပဲဖြစ်ပါတယ်။လူများနဲ့ပတ်သက်တဲ့အလုပ်တွေမှာလည်းပဲကြည်ကြည်ကြဲကြဲအောင်မြင်မှုရှိနေပါတယ်။နောက်မျက်နှာပွင့်စမ်းပွင့်နေပါလိမ့်မယ်။အဲ့တော့အလုပ်တိုင်းနေရာတိုင်းမှာကိုညီမဆောက်မဲ့သူတွေများနေပါလိမ့်မယ်။အဲ့တော့ယူသားစွာကိုညီရဲ့သူတွေလည်းရှိတယ်။ကိုယ်ကိုကြိုက်နေတာမျိုး ပိုးတာမျိုးလည်းရှိနိုင်ပါတယ်။စုတ်ကော လက်ကောပွင့်တဲ့နှစ်ကိုဖြတ်သန်းမှာဖြစ်ပါတယ်။ တော့စနေသားသမီးတွေဝိုင်းဝိုင်းနိုင်မဲ့နှစ်ပဲဖြစ်ပါတယ်နော်ပြည်တွင်းပြည်ပခီးများသွားဖို့ရှိနေပါတယ်အဲ့တော့ပြည်တွင်းပြည်ပခီးနော်အစီအစဉ်ရှိတဲ့သူများအောင်မြင်ဖို့ရှိနေပါတယ်နာမည်ကိုယ်တိုင်ကြော်စောထင်ရှားတာမျိုးအကောင်းပြောချီးမွမ်းခံရတာမျိုးလည်းပဲကြော်ဖို့ရှိနေပါတယ်စွတူးပွေတူးဂုံလူတွေရဖို့လည်းရှိနေပါတယ်ဘဝနဲ့ချိန်ပြီးတော့ကြီးမားတဲ့အောင်မြင်မှုမှတ်တိုင်နေဆက်ထူနိုင်မဲ့နှစ်ပဲဖြစ်ပါတယ်အဲ့တော့ကန်စတာပွန်လန်းတိုးတက်မဲ့နှစ်ပဲဖြစ်ပါတယ် ဘဝနဲ့ချီပြီးတော့ကြီးမားတဲ့ကောင်းတဲ့အပြောင်းလဲတွေဖြစ်မယ်ဘဝနဲ့ချီပြီးတော့ကြီးမားတဲ့အောင်မြင်မှုမှတ်တိုင်တွေစိုက်ထူနိုင်မယ်နှစ်ပဲဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လို့မိမိရင်မန်းထားတဲ့လောက်ပို့ပြီးတော့ရင်မန်းထားရတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ်သို့တော်လည်းပဲတဲ့စိတ်ပူစရာလေးအချို့တော့ရောထွေးနေနေတတ်ပါတယ်အဲ့တော့ဝန်ထမ်းများငွေများလည်းပဲမြဲဖို့ရှိနေပါတယ်အဲ့တော့ငွေကြီးရီမန်းချက်များမိမိရီမန်းလာတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ်စိတ်ပူစရာအနေငယ်တော့ရှိနေပါတယ် ဝင်နေမြဝင်မြလည်းပဲစွမိစောင်းမိဖြစ်ဖို့အားကောင်းနေပါတယ်။နောက်မိမိကိုယ်တိုင်ကလည်းပဲတဲ့အသုံးဖြုံးတော့ခရုဆိုင်ပါကိုယ့်ရဲ့မိတ်ဆွေများဆွေမိသားချင်းများကိုလည်းပဲငွေကြေးကိစ္စများအကူအညီပေးနိုင်ပါလိမ့်မယ်။အလှူအဒန်းနဲ့ပရာဟိတတွေလည်းပဲပြုလုပ်နိုင်ပါလိမ့်မယ်။အဲ့တော့ငွေတွေအဝင်လဲကျမ်းမယ်၊စုလဲစွမိမယ်၊အလှူလဲပဲပြုနိုင်ပါလိမ့်မယ်။အဲ့တော့ငွေကြေးအတွက်တိတက်ရရမလိုပါအဲ့တော့ငွေတွေဝင်လိုက်ပိန်းဖို့ထဲဖို့เนาะတိတ္တာကြီးကြီးเนาะအိတ်ကြီးကြီးအသင့် ပြင်ထားဖို့ဖြစ်ပါတယ်။သုံးဖို့ဆွဲဖို့အမွေထားပါအဲ့တော့ငွေကြေးတွေတဲ့တိတန့်ငွေကြေးတွေလောက်ချင်နေဆိုရင်တော့တဲ့လမ်းမှာတွေ့တဲ့ဘုံကြီးကိုတဲ့မျက်နှာတော့ပေါ်ကအစင်းရောင်မကြကနာလှူပေးပါကလေးများကိုပေါ်ရီကောင်းဆွဲကြည့်ပေးပါအဲ့တော့ငွေတွေ့ကြတဲ့ချီစံမလို့ချင်းချင်းတပတ်ဆိုရင်လမ်းမှာတွေ့တဲ့ဘုံကြီးကိုမျက်နှာတော့ပေါ်ကအစင်းရောင်တက်တဲ့ခဏခဏလှူပြီးတော့ငွေကြေးကိစ္စတွေစင်ပြေဖို့အကျွေးတွေကျေဖို့အကျွေးတွေရဖို့ဆူတောင်းပါနောက်ကလေးတွေကိုကလေးကိုလည်းပဲ ကိုယ်ရင်ခောက်ဆွဲကျွေးရင်းနဲ့ဆူတောင်းပါအဲ့ဒါငွေအတွက်တည်တံ့ကြရတယ်အဲ့ဒါခုလိုမျိုးကန်ကောင်းတဲ့နှစ်မှာထီထိုးကန်ဆန်းတက်ပါတယ်အဲ့ဒါနှလုံးတရားလွဲလို့ပုံမှန်ထိုးတက်ပါတယ်အဲ့တော့ထီထိုးအောင်မဲ့နေရတော့တဲ့နံပါတ်1ပေါမုံထိုးဘက်တော့ဖရရလည်းလှူပါကိုယ်လည်းပဲစားပါတငငချင်းမြောက်လည်းဒါနလုပ်ပါပြီးရင်နဲ့ဂျာတာပရိနံအင်္ဂါနံရှိသောဂျာတာပရိနံပပပပမအင်္ဂါနံစစဇဇညာရှိတဲ့ထီဆိုင်တမို့ထီရောက်တဲ့သူကြီးမှထီထိုးပါ၃လို့၅လို့၉လို့ များများပါတဲ့လက်မှတ်ကိုရွတ်ပြီးတော့ထိုးပါပါဇက်ကနေပြီးတော့တာဘာနိုရွတ်ပြီးတော့ထိုးပါ TAVNO တာဘာနိုတာဝန်မှုရေးချတာဗလက်ချရေးချဝတ်ဆက်နှုတ်ပေါက်ပါနားငယ်လုံးကြီးတဲ့တချောင်းငယ်ဝတ်ဆက်နှလုံးပေါက်နိုတာဘာနိုရွတ်ပြီးတော့ထိုးပါအဲ့ဒါထိထိုးရမယ်နေဒါကုလိုမျိုးကံပရိယာကောင်းတဲ့နှစ်မှာအဲ့တော့ထီဆူကြီးတွေပုတ်တတ်ပါတယ်အဲ့တော့ထီလည်းပဲပုံမှန်ထိုးပြီးတော့ကန်ဆန်းတင်ပါတယ်နှလုံးဒီရလွဲ့လို့ပုံမှန်ထိုးပါအခြေအခြေစစ်အခြေမှန်ဖူးစာရှင်အမှန်များနဲ့ တွေ့ရမယ်နှစ်ပဲဖြစ်ပါတယ်။ကိုယ်တန်ဖိုးထားတဲ့ဂယုဆိုင်တဲ့ကျင်နာတဲ့နားလည်ပေးတဲ့ချစ်သူမျိုးနဲ့စုံတွေ့ရဖို့ရှိနေပါတယ်။အဲ့တော့အလွန်လိုက်ပက်တဲ့စုံတွဲလို့ချီးမွမ်းခံရမယ်နှစ်ပဲဖြစ်ပါတယ်။အဲ့တော့ပတ်ဝန်းကျင်ရဲ့အထင်ကြီးမှုအားအားကျမှုတွေခံရမယ်နှစ်ပဲဖြစ်ပါတယ်။အဲ့တော့အခြေအနေနဲ့ပတ်သက်တဲ့အကြံစီများရည်ရွယ်ချက်များလည်းပဲပြည့်မြောက်အောင်မြင်ပါလိမ့်မယ်။မျက်နှာပွင့်စမ်းပွင့်ပြီးတော့ကိုယ်ကိုကြိုက်တဲ့သူတွေလည်းပဲဝိုင်းဝိုင်းလည်မယ်လည်နေမယ်နှစ်ပဲဖြစ်ပါတယ်။ အဲ့တော့ချစ်သူရှိပြီးသားသူများကတော့အချစ်ရဲ့ချုံမြိန်နဲ့အသီးပွင့်ကိုခံစားရပါလိမ့်မယ်။ချစ်သူမရှိတဲ့သူများကတော့ချစ်သူအတရားကိုရှိပါတယ်။ကိုယ်စိတ်ဝင်စားတဲ့ကြိုက်တဲ့သူတွေအများကြီးပေါ်လာဖို့ရှိနေပါတယ်။အဲ့တော့အချစ်ရေးကတော့ဝိုင်းဝိုင်းလည်နေမဲ့နှစ်ပဲဖြစ်ပါတယ်။အိမ်တော်ရဲ့အိမ်တော်ဘက်ရဲ့အကျိုးပြုခြင်းကိုခံရဖို့ရှိနေပါတယ်။စိတ်တူကိုယ်တူနဲ့ကြည်ကျူမဲ့နှစ်လို့ဆိုရပါတယ်။အဲပတ်ဝန်းကျင်ရဲ့သွေးထုတ်မှုပတ်ဝန်းကျင်ကိုအကြောင်းပြုပြီးတော့နင်းတဲ့မရစိတ်ဝမ်းကွဲတာမျိုးတို့တတိထားတင်ပါတယ်။ ဲ့တော့အိမ်တော်ကြီးကံကောင်းတော်လဲပဲတဲ့ကိုကျင်တရားကိုတော့အနည်းငယ်ထိမ့်ထိမ့်ကြီးဆက်တင်ပါတယ်အိမ်တော်ဘက်အပေါ်တစ္ဆာရှိပါမိမိအိမ်တော်ဘက်ကိုတန်ဖိုးထားပါအဲ့ဆိုထားပါတယ်အခြေအိမ်တော်ကြီးနဲ့ပတ်သက်လို့ဘုဒ္ဓဟူသားသမီးများတမဟုတ်နာမည်မှာရရလဝပါတဲ့သူများတမဟုတ်မြင်နာချောင်းနာရင်နာနေတော်သူများအရက်အေးဘီယာရေတန့်အလှပအမှုပြန်နဲ့ပတ်သက်တဲ့သူများကိုအကြောင်းပြပြီးတော့တဲ့အခြေအနေအောင်ကြီးမှာကတော့ခစားလေးတွေပြတ်တတ်ပါတယ်သတိထားပြီးတော့ရှောင်စီလိုပါတယ် အဲ့တော့အခြေအိမ်တော်ကြီးလည်းတည်တံ့ရတရာမလိုပါဒီနှစ်အတွက်လုတ်ကျင်တပါဆိုရင်တော့တငယ်ချင်းမိတ်ဆွေများကိုကော်ဖီနဲ့ကိတ်မှုမကြခဏတန်းနဲ့လုပ်ပေးပါအခြေအိမ်တော်ကြီးကံကောင်းစေတဲ့ရတရာဖြစ်ပါလေအဲ့တော့ပညာရေးမိမိရည်မှန်းထားရတဲ့ပို့ပြီးတော့အောင်မြင်မှုရှိနေပါတယ်နည်းနည်းလေးကြိုးစားယုံနဲ့များများအောင်မြင်မဲ့ပညာရေးကံကောင်းတဲ့ကံရကမျက်နှာသာပေးတဲ့နှစ်ပဲဖြစ်ပါလေအဲ့တော့ဆရာကောင်းသမားကောင်းတွေတွေ့ရဖို့ရှိနေပါတယ်ပညာရေးနဲ့ပတ်သက်လို့ ပြည်တွင်းပြည်ပအကူအညီကောင်းအဆက်အသွယ်ကောင်းများလည်းပေါ်လာဖို့ရှိနေပါတယ်။ပညာရေးကံမတရားကောင်းတဲ့ပညာရေးရည်မှန်းချက်များကိုရည်မှန်းထားတဲ့ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်။ပြည်ပနဲ့ပတ်သက်တဲ့ကြောင်းတင်နန်းအရာကိုရှိနေပါတယ်။အဲ့တော့ပညာရေးကံကောင်းစေမယ့်ယရိယာကတော့တဲ့။ဘယ်နည်းမဆိုမနဲ့ဆော့ဆော့မပစ်တိရ6လုံးဗာတိမဆိုရတဲ့6လုံးဖြင့်ပြီးအောင်နင်းစီ9ပွင့်တတ်တော်ရီ3ခွက်ဖျောင်းနိုင်3တိုင်း ိမ်ဖျားမှလှူပြီးတော့မိမိအလိုရှိတဲ့အရာများကိုပြက်ပြက်သားသားတဲတဲကွဲကွဲဆူတောင်းပါ။နောက်ချိုးမဲ့ရေထဲမှာနှင်းစီပန်သုံးမွတ်တဲ့ရေချိုးရင်းဆူတောင်းပါ။အဲ့ဒါကအခုလည်းပဲခြေပါ။ဂျာရမ်မှလည်းပဲခြေပါ။အရေးကြီးတဲ့စာမွေးပွဲလာပတ်နှစ်ဝက်အတန်းနဲ့ဖြေတဲ့အခါမှလည်းပဲဖြေမဲ့နေ့တွေမှလည်းဒီရေတွေကိုခြေသွားလို့ရပါတယ်။နောက်အလုံးလျှောက်တဲ့အခါစာမွေးဖြေတဲ့အခါအင်တာဗျူးဖြေတဲ့အခါတွေမှာလည်းပဲတန်ရုံဝင်တဲ့အခါတွေမှာလည်းဗီဇာဝင်တဲ့အခါတွေမှာလည်းဒီရေတွေကိုပြည့်လို့ရပါတယ်။ ကျမ်းမာရေး1 by 4လေပင် ရင်ကောင်းလက်နဲ့ပတ်သက်တဲ့ယောဂများသတိထားပါရေချိုးမှားတဲ့ယောဂများရေချိုးမှားတာလည်းသတိထားစေလိုပါတယ်အဲ့တော့တေချာပေါက်ဖြစ်မယ်လို့မဆိုလိုပါအဲ့တော့ကျမ်းမာရေးကောင်းဒီမဲ့ရေရအဲ့တော့ကျမ်းမာရေးညံ့တဲ့အခါမှာကျမ်းမာရေးကောင်းမှုတွေဖြစ်လို့ရမယ်အထူးရေရကတော့တပ်ဘူးအစုပ်သမုတ်နှီးတောင်းအဲ့တော့နှီးနဲ့ရထားတဲ့တောင်းသမုတ်တပ်ဘူးအစုပ်ထဲမှာကိုယ့်ရဲ့ခြေသက်လက်သက်ဇပင်အနေငယ်ထဲပါကိုယ့်အင်းကြီးအစုပ် လုံကြီးအဆုပ်သမော့ဘောင်းမီအဆုပ်ကက်ချင်းနဲ့ကိုက်ပြီးတော့အနှဲငယ်ထည့်ပါစမ်းလက်တဆုပ်ထည့်ပါအဲ့အရိကဥစ္စာကိုကိုအိတ်ရဘေးမှာထားပြီးတော့အိတ်ပါမနေ့ကရေထဲကိုသွားမျောပါငါမှရှိတဲ့အခိုက်တွေအညံ့တွေယောဂတွေအလုံးပါသွားပါပြီဆိုတော့အဲ့တော့နိုင်ငံသားမှနေတဲ့သူတွေကတော့ရေထဲမှာမျောရတာဆိုတော့ပြင်ရင်လမ်းမှရှိတဲ့အမိုက်ပေါ်မှာသွားပြီးတော့စမ်းငါမှရှိတဲ့အခိုက်တွေအညံ့တွေယောဂတွေမကောင်းတာတွေအလုံးပါသွားပါစေအဲ့ဒါကစနေညမှာလုံရင်ပိုကောင်းပါတယ်စနေညမှာလုံနောက်နေ့တနင်္ဂနွေနေ့မနေ့မှသွားပြီးတော့ ဆွမ်းပါအဲ့ဒါကကျမ်းမာရေးညနေခါမှာပြည်လို့ရမယ်အထူးကျေးဇူးဖြစ်ပါတယ်ပစ္စည်းများရောင်းထွက်ရောင်းကောင်းခြင်းနဲ့ဆိုရင်တော့တဲ့ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုနှင်းစီပန်းနဲ့ရိုက်ပြပါဘယ်နှပုတ်မဆိုအဲ့တော့ကားရောင်းခြင်းနဲ့ဆိုရင်ကားပြင်ရိုက်ပြတိုက်တယ်အိမ်ကြီးရောင်းခြင်းနဲ့ဆိုတော့တကားနေရန်တွေရိုက်ပြပစ္စည်းကလည်းစူတောင်းရောင်းခတ်ပါသည်ရောင်းကောင်းပါသည်ဈေးကောင်းရပါသည်တော့ဆိုင်မှာလည်းပဲဈေးကောင်းခြင်းနဲ့ဆိုရင်နှင်းစီပန်းနဲ့ဆောင်တာရောင်းကောင်းခြင်းနဲ့ပစ္စည်းများနှင်းစီပန်းနဲ့လိုက်ပြရိုက်ပြအဲ့တော့ရောင်းထွက်ရောင်းကောင်းခြင်းနဲ့ပစ္စည်းများကိုနှင်းစီပန်းနဲ့ရိုက်ပြပါ ်ဘယ်နည်းမဆိုဘယ်ချိန်မဆိုခဏခဏရိုက်ပြီးပါအဲ့ဒါရောင်းထွက်ရောင်းကောင်းမဲ့ရည်ရဖြစ်ပါလေ now စနေသားသမီးများဒီနှစ်ထဲမှာဘာအကြောင်းမဲ့ရှိရှိလောက်မဲ့ရည်ရကဘယ်နည်းမဆိုမနေ့9နာရီ4မိနစ်ဒါမြန်မာပြည်မှာနေတဲ့သူတွေကမြန်မာစံတော်ချိန်နိုင်ငံခြားမှာရောက်နေတဲ့သူတွေကမိမိနေတဲ့နိုင်ငံရဲ့စံတော်ချိန်မနေ့9နာရီ4မိနစ်မှာအဝါရောင်ပန်း၅ဘွတ်အုံသီးပါတယ်မဟုတ်6ခုလက်ဖက်ရည်၄ခွတ်တောက်တော်ရည်၄ခွတ်ဖျောင်းနိုင်၄တိုင အိမ်ပြားမှာလှုပ်ပြီးတော့မိမိအလိုရှိတဲ့အရာများကိုအတိအကျအတန်ဖက်ပြီးတော့ဆူတောင်းနိုင်ပါတယ်။ဘယ်နည်းမဆိုလုပ်နိုင်ပါတယ်။မကြခဏလုပ်ပေးပါ။ကျွန်တော်ကတော့မင်းသိန်းခိုင်ရှင်ဝဲတူနေဖြစ်ပါတယ်။ကျွန်တော်ရဲ့ဘေးတွင်ရရရလက်ဆောင်တွေဟော့စတန်တွေမပြတ်ကြည့်လို့ရအောင်ဒီဘေးနားမှာရှိတဲ့အပေါင်းလေးကိုနှိပ်တာပါ။ကဲစနေသားသမီးတွေအားလုံးမင်္ဂလာနှစ်သက်မှာအောင်စေ၊ပိုင်စေ၊နိုင်စေ၊ခိုင်စေကြ။